မင်္ဂလာပါရှင်မိုးလေဝသနှင့်ဇလဗေယျညင်ကြားမှုဦးစီးဌာနကနေဇွန်လ22ရက်ဒီဂရီ98နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်တုံလီအားကောင်းနေပါမယ်ဒီကနေ့ညနေထိခမန်းချကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကြီးကြီး စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစစ်ဆေးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံပြမှုထိချုံရပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနေပါတယ်။ရွာရာနှုန်းပြည့်ဖြစ်ပါတယ်။ဘိုးတိန်တော်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ဘိုးတိန်တော်များဖြစ်ထွန်းလျက်ရှိပြီးအစုပါမိုးတိန်တော်များရွေရှားရာနေရာတလျှောက်တွင်ဘိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းဘိုးထီကျုံခြင်းဘိုးကျုပ်ဖြစ်ခြင်းလျက်စည်းလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရဲ့အကြံပြုပါပါတယ်။ မြမပင်နေပြည်တွင်မြမကိုင်းတွင်တလျှောက်နေကမ်းလွန်ပင်နေပြည်တို့မှာတခါတရံမိုးသက်နေပြည်များကြာရောက်ပြီးလိုင်းကြီးနေပါတယ်။မိုးသက်နေပြည်ကြစဉ်ရှေးပြည်မြေပြည်လေးဟာတနိုင်လေမိုင်30အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကိုင်းတွင်တလျှောက်နေကမ်းလွန်ပင်နေပြည်တို့တွင်ဆယ်ပြီးမှ၁၂ပြည်ခန့်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးပေါ်လာပါမယ်။ နေပြည်တော်ရန်ကုန်မြို့နယ်နေတဝိုင်ကျွဲဒီကနေ့ညနေဒီခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထိချုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်ကျွဲဒီကနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထိချုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါရဲ့ရှင်။